မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာရေခဲဆိုပြီးပြောနေတဲ့16မြို့ပေးလိုက်ရပြီပြီလေးတဲ့อืมအဲ့တော့16မြို့ပေးလိုက်ရတာလည်းအမှန်ပါလားအဲ့တော့ဒီ16မြို့လည်းပြန်ယူဖို့လားဒါမှမဟုတ်လို့ရှိရင်လည်းသဘုံကိုမွေးမလားဦးမင်းအွန်လိုင်းအနေနဲ့ အခုကျွန်တော်တို့နောက်ထပ်ပေါ့နော်ဟိုခမန်းသုံးသက်လို့ရတာကတော့ဥမင်း online တိတ်မကြခင်သူ့ရဲ့ကာကြုတ်ရာသူကိုသူစွန့်တော့မလို့ကျွန်တော်တို့သုံးသက်လို့ရတယ်ပေါ့။ဘာကြောင့်အဲ့ဒါမှလည်းသူကသမရဖြစ်မှာ哦။အဲ့တော့နောက်ထပ်သမရတယောက်ဖြစ်လာဖို့အတွက်ကသူဒီရာသူစွန့်ပါလိမ့်မယ်။အဲ့တော့သူကာကြုတ်ကနေပြီးတော့နားမဲ့အစီအစဉ်ရှိသလိုသူ့နောက်မှာလည်းနောက်ထပ်ဥဆုံးဝင်တော်လကောင်းနောက်ထပ်ဒီညိကော့ပေါ့ညိကော့ ော့၎င်းပေါ့အဲ့နှစ်ယောက်ထဲကတယောက်ရောက်တော့ကာကွယ်ဦးစီးချုပ်ဖြစ်လာမယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့လာမယ့်နှစ်မှာရွေးကောက်ပွဲကကျင်းပမယ်ရွေးကောက်ပွဲမှာသူ့အနေနဲ့သူသမရဖြစ်ဖို့ကြိုးစားမှာပဲဖြစ်တယ်အဲ့တော့ပုံမလင်းပြောရင်သူသမရတက်လို့မယ်ဟေ့ဆိုလို့ရှိရင်တော့အဲဒါကအာကျွန်တော်တို့သူဟိုအလုံးဆွဆွဲခဲ့တယ်လို့သူသမရယူလို့မြန်မာနိုင်ငံဒီလိုဖြစ်ရပါလေဆိုတော့ဆွဆွဲချက်ကြီးကတော့ ူကိုယ်တိုင်တက်တည်ပြလိုက်တယ်လို့ဖြစ်သွားမှာလဲရှိလေတော့ပါတော့လည်းပဲအဲသူ့အနေနဲ့သမရတော့တက်လုံမယ်လို့တော့သုံးသက်လို့ရတယ်နော်သူကသမရအရင်ဖြစ်ချင်တဲ့ပုံရိတ်ရအောင်ကျွန်တော်တွေ့နေရတယ်ဟိုနေရာမှာပွဲတွေတက်ပြတယ်နော်ဟိုနေရာလဲပါသူနေရာလဲပါအဓိအဓိကတော့မဲမဲဆွယ်နေရတော့ပြောလို့ရတယ်နော်အဲ့တော့သူဒီတိတ်မကြခင်မှာနာမဲနှစ်မှာသူဒီတမရတက်ပြီးတော့ဖြစ်သွားမှာဖြစ်တယ်ဗောနော်အဲ့တော့သူတမရဖြစ်လာလို့ရှိရင်တော့ဘာတွေဆက်ဖြစ်လာအောင်မလဲအဲ့ဒါကလည်း ဆောင်ကြည့်ရမယ့်အတိုင်းအတာဖြစ်တယ်အဲ့တော့သူသမရဖြစ်မှာလဲဟိုဘယ်လိုခေါ်မလဲသူသမရတက်လို့သွားခါကြတော့ရှင်အတဏီအဖြစ်မဖြစ်သင့်ဘူးဗျာနော်မလုံသင့်ဘူးနိုင်ငံကိုဒီလိုမျိုးကြကြူးကြောင်ကမောက်ကမတွေအထိဖြစ်သွားတယ်နော်စီမံဆောင်ရွက်မှုတွေလည်းညံပြင်းခဲ့တယ်အဲ့လိုလူမျိုးကနောက်ထပ်သမရတက်ပြီးလုံမယ်ဟေ့ဆိုတဲ့အခါကြတော့ကျွန်တော်တို့အနေနဲ့ကတော့လုံးဝလုံးဝမဲထဲခွင့်ရှိခဲ့ရင်တော့မှာပဲကျွန်တော်ဒီသမရမျိုးကိုကျွန်တော်မဲမပေးပါဘူးနော် ဲ့တော့အဲသူ့အနေနဲ့သမလာထပ်လုပ်သွားမယ်ဒါပေမဲ့ကျွန်တော်မဲပေးတာမဲမပေးတာကကျွန်တော်ရဲ့တတိပုဂ္ဂလဆန္ဒဖြစ်တယ်ဒါတတိပုဂ္ဂလခံစားချက်ဖြစ်တယ်သူ့ကိုကြံတဲ့ပြည်သူတွေပေါ့သူ့ကိုကျွန်တော်ကမကြိုက်ပေမဲ့လည်းကြိုက်နှစ်သက်တဲ့ပြည်သူတွေကအများကြီးရှိမယ်လीနော်အဲသူတို့တွေကမဲပေးလို့သူတို့တွေကအားပေးလို့ဥမင်းအောင်လိုင်းသမလာဖြစ်သွားပြီဟေ့ဆိုလို့ရှိရင်အကျွန်တော်တို့အနေနဲ့ကတော့ဘာမှပြောစရာမရှိဘူးပေါ့သူမှလည်းသူပြိတ္တာရှိတာပဲလေအားလုံးမှာကိုယ်စီပြိတ္တာရှိကြပါလေ ခင်ဗျားတို့ဒီပဲပြိသက်ရှိတယ်မထင်ပါနဲ့နော်။ဦးမင်းအွန်လိုင်းမှာလည်းသူ့ကိုချစ်တဲ့ပြိသက်မှာအများကြီးပဲနော်။အဲ့တော့ကြောင့်မလို့ကျွန်တော်တတိပုဂ္ဂလအဖြစ်မကြိုက်ဘူးသူတမနာလုံမှလည်းပုံမှန်လင်းပြောရင်စန့်ကျင်တဲ့သူတွေပဲကျွန်တော်ပါမယ်ရှင်ကြီးစွာစန့်ကျင်ရမှာပေါ့ဗျာဥပရိပောင်းတွေကစန့်ကျင်ရမှာပေါ့စန့်ကျင်တဲ့သူတွေကကျွန်တော်ပါတယ်သူပြောတယ်သူတမနာဖြစ်သွားရင်လည်းအံ့ဩစရာမဟုတ်ဘူးလို့ပဲပြောရမှာပေါ့နော်အဲ့တော့အဲသူတမနာဖြစ်လဲကျွန်တော်တို့ကဝေဖန်မှုတွေကျန်ကျန်တန်တန်ဆက်ရှိနေအောင်ပါပဲအဲကျွန်တော်တို့ရဲ့အဓိကပေါ့နော်ဟိုဒီမိုကရေစီမှာက ဒီမိုကရေစီရဲ့လို့เนาะဒီမိုကရက်တစ်ဂဗာနန့်လို့ခေါ်တဲ့ဒီဒီမိုဒီမိုကရေစီပြည်သူပြည်သူကပြည်သူကိုပြန်အောက်ချုပ်တဲ့စနစ်မှာဟဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့ပြည်သူနဲ့အစိုးရကြားထဲမှာသဘောတူညီချက်ဂတိကဝတ်ဆိုတာရှိတယ်เนาะအခြေခံဥပဒေဆိုတာအဲ့ဒါပဲအခြေခံဥပဒေဆိုတာဘာမှမဟုတ်အခြေခံဥပဒေဆိုတာပြည်သူနဲ့အစိုးရစာချုပ်ချုပ်ဆိုထားခြင်းဖြစ်တယ်ပြည်သူကလည်းငါ့အခွင့်အရေးတွေကိုလာမထိခိုက်နိုင်တော့စစ်တပ်ကလည်းမင်းခွင့်ရငါပေးမယ်စစ်တပ်တော်ဖြစ်ပါလေကျွန်တော်အစိုးရကလည်းမင်းခွင့်ရငါတို့ပေးမယ်ငါတို့ကနိုင်ငံအုပ်ချုပ်တဲ့တာဝန်ယူရမှာအဲ့တော့ ြည်သူကပြည်သူခွင့်ရေးကိုအာမခံဒီခွင့်ရေးတွေအာမခံရမယ်ဒီခွင့်ရေးတွေဘယ်ပေါ်မှာခြေခံမလဲဆိုလို့ရှိရင်လူခွင့်ရေးတွေနော် Universal Declaration of Human Rights ဒီလူခွင့်ရေးတွေပေါ်မှာခြေခံရမယ်ဒီပေါ်မှာခြေခံထားတဲ့ဒီခွင့်ရေးတွေအားလုံးပြည်သူမှာပြည်သူခွင့်ရေးရနေသမျှကာလပတ်လုံးမြန်မာနိုင်ငံမှာ Women Online ပဲတက်ချုပ်အုပ်ချုပ်အုပ်ချုပ်နော်အဲကျွန်တော်တို့ဒီဒေါအောင်ဆန်းစုကြည်ပဲတက်ပြီးအုပ်ချုပ်အုပ်ချုပ်နော် NLD ပဲအုပ်ချုပ်အုပ်ချုပ်နောက်ထပ်ဒါပါတော့ကျန်တဲ့ပါတီတွေဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ကျွန်တော်တို့ကတော့ အုတ်ချုပ်သူတွေကိုအုတ်ချုပ်သူအစိုးရကိုအဲ့လောက်ထိစိတ်ဝင်စားဘူးပြည်သူလူထုရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့လူခွင့်ရေးတွေဖြစ်လွတ်လပ်စွာကိုယ်ပွဲခွင့်အသိမွေးဖွဲ့ပိုင်ခွင့်ဟလာနိုင်ငံရေးဖွဲ့စည်းခွင့်စသဖြင့်ပေါ့ဟိုလွတ်လပ်စွာပြောဆိုခွင့်ဒီအခွင့်အရေးတွေပြည်သူမှာနော်မိမိကိုယ်ကိုမိမိရှင်သန်ပိုင်ခွင့်ဟလာမိမိရဲ့အသက်လုံခြုံပိုင်ခွင့်ဒါမျိုးလုံခြုံပိုင်ခွင့်တွေဒီလူခွင့်ရေးတွေနဲ့ပြည်သူဟာပြည်နေသမျှကာလပတ်လုံးပြည်သူဘက်ကနေကျွန်တော်ရက်တည်ပြီးတော့ ဘယ်သူပဲတမရဖြစ်လာပြဥမေအွန်လိုင်းပဲဖြစ်လာဖြစ်လာဘယ်သူပဲဖြစ်လာဖြစ်လာအကျွန်တော်တို့ကပြည်သူကိုထိထိပါလာပြီဟေ့ဆိုကျွန်တော်ကပြည်သူဘက်ကရက်တီသွားမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ဒါပေါ့နော်ခင်ဗျားတို့ကဘာနဲ့လာတဲ့အတူလဲဆိုခင်ဗျားတို့ဒီတော်လိုင်းရေးအပိထောက်ခံသူတွေကြတော့ခင်ဗျားတို့ကဥမေအွန်လိုင်းပဲဖြစ်ခင်ဗျားတို့အုပ်စုတင်တဲ့သူအာနာဖြစ်ခြင်းဆိုခင်ဗျားတို့စက်တိုက်ကျွန်တော်တို့ကတော့ဘယ်သူပဲတမရတက်လို့တက်လို့ကြိုက်ချင်းကြိုက်တယ်ပြောမယ်မကြိုက်ရင်မကြိုက်ဘူးပြောမယ်ဒါမှမဟုတ်ကျွန်တော်တို့မဆန့်ကျင်ဘူးเนาะမဆန့်ကျင်မတော်လာဘူးဘာကြောင့်လဲပြည်သူလူထုအတွက်လိုအပ်နေတဲ့ ပြည်သူအခွင့်အရေးတွေရှိတယ်ဒီအခွင့်အရေးတွေကိုအစိုးရကအာမခံထားပြီးတယ်လုံခြုံနေတဲ့ကာလပတ်လုံးပြည်သူကပြည်သူဘာဝရမယ်အဲ့တော့ပြည်သူဘက်ကပဲကျွန်တော်တို့ကရက်တီသွားရမှာဖြစ်တယ်ဗောနော်ကာကွယ်ဦးစီးချုပ်ပူတဲ့တာဝန်ယူနေတာလဲအခုယာယီနေနေလုံးတာမဟုတ်ဘူးတိတ်ရွေးကောက်ပွဲပြီးသွားလို့ရှိရင်သူ့အနေနဲ့တခုခုမဖြစ်မနေစွန့်ရမှာပါနော်လုံးဝကာကွယ်ဦးစီးချုပ်လုပ်ရင်မလုပ်လို့ရှိရင် တမနာအလုပ်ရမယ်အစီအစဉ်တမနာအဖြစ်နဲ့သူနေရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဒီနှစ်ထဲမှာပဲသူယာဒူးကနေအဲဘောကောမဆိုနားသွားမယ်လို့ကျွန်တော်တို့ကသုံးသပ်ယူဆရသူတမနာဖြစ်ချင်နေတာဖြစ်တယ်နော်အဲ့တော့ခင်ဗျားတို့ဆွဆွဲတာလည်းမှန်သွားတာပါဗျာနော်အဲ့တော့ခင်ဗျားတို့ပဲအဲ့တော့ဟောခင်ဗျားတို့ဘက်ကိုမှန်တယ်လို့ကျွန်တော်ပြောရအောင်ပါအဲ့တော့အမ်ဘလကောမလဲကျွန်တော်တို့ရဲ့တာဝန်ကတော့ပြည်သူလူထုကိုနော်ထိခိုက်လာမဲ့ ကိစ္စမှန်များပြည်သူဘက်ကရက်တည်ပြီးတော့ဘယ်တမရပဲတက်တက်နော်ဟိုပြည်သူဘက်ကရက်တည်သွားမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ရက်တည်နိုင်စွမ်းနဲ့ပေါ့နော်အဲထို့သူခင်ဗျားတို့အတွက်ကတော့ခင်ဗျားတို့ကကျုပ်တို့ကပြည်သူအတွက်ပေးထားသောအခွင့်အရေးတွေအားလုံးရနိုင်မြတ်ကာလပတ်လုံးကျွန်တော်ဆောရကမတက်ဘူးအုပ်ချုပ်သူလူတန်းစားအပြောင်းလဲမှလူကျင်နေငါတို့လူအုပ်ချုပ်မှငါတို့တင်နေသူအုပ်ချုပ်မှဆိုလို့ရှိရင်ခင်ဗျားတို့စက်တိုက်နော်ဒါခင်ဗျားတို့ရဲ့တာဝန်ဖြစ်တယ်နော်ခင်ဗျားတို့ဒီတော်လိုင်းကြီးလုပ်နေတဲ့သူတွေ ခင်ဗျားတို့ညီပိန်းကြီးရဲ့တာဝန်ဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကပါကျွန်တော်ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကတခုကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတခုဖြစ်တယ်ကျွန်တော်ရည်ရွယ်ချက်ကဒီမိုကရေစီနဲ့ပြည်စုံတဲ့အခွင့်အရေးပြည်သူမှရှိနေမြတ်ကာလပတ်လုံးကျွန်တော်တို့ကတော့ဘယ်တမနာပဲတက်တက်နော်ကျွန်တော်ကြီးဆိုင်မှာမဟုတ်ဘူးခင်ဗျားတို့အဲ့လိုမျိုးပေါ့နော်ဟိုငါတို့မေမေတက်မှာလို့ဆိုလို့ရှိရင်တော့လေအဲ့ခင်ဗျားတို့မှာဆက်တိုက်ပါခင်ဗျားတို့ခင်ဗျားတို့ရဲ့အခွင့်အရေးဖြစ်တယ်နော်အဲ့တော့ ကျွန်တော်တို့အတွက်ကတော့ပြည်သူခွင့်ရေးပြေဝနေတဲ့ကာလပတ်လုံးကျွန်တော်အပြည့်တနာမှမရှိဘူးเนาะအဲ့တော့ပြည်သူအလုံးလည်းမေ့ခြင်းနဲ့အဲ့တော့ပြည်သူအလုံးအောင်ဘလို့လဲဦးမင်းအွန်လိုင်းတမရလောက်တာတို့ဒေါက်ဆန်းစုကြည်တမရလောက်တာတို့ဟုတ်လားနောက်ထပ်ဒီဥကူကူကြီးတမရလောက်တာတို့ဟုတ်လားဒီတမရရာထူးတွေပေါ်မှာအထူးကတော့သဘောပေါ့ခင်ဗျားတို့ရဲ့ဒီဘယ်လိုခေါ်လဲဆိုရှင် ခင်ဗျားတို့ခံစားချက်ကြီးနေသလားဒါမှမဟုတ်ရှိနေခင်ဗျားတို့ရဲ့ပြည်သူအခွင့်အရေးပြည်သူမှာရနေတဲ့ကာလပတ်လုံးဘယ်သူသမရတက်လို့ဘယ်ပါတီတွေဘလို့ပြိုင်နေပြိုင်နေခင်ဗျားတို့ဘာမှပေါ့နော် စိတ်ဝင်စားဖို့ဆိုတဲ့သူများရှိလားပြည်သူရဲ့ဒီပြည်သူရဲ့ရပိုင်ခွင့်နဲ့အားလုံးရမယ်ဟဲ့ဆိုခင်ဗျားတို့ကျင့်နေမလားမကျင့်နေတဲ့သူပြောပါဗျာကျွန်တော်တို့ကတော့မိမိတက်မတို့ဖေဖေတက်မတို့ဆိုလို့ရှိရင်တော်တမျိုးပေါ့ဗျာနော်ကျွန်တော်ကမေးကျင်တယ်ဒီမေးခွန်းလေးတစ်ချက်လောက်ကျေးဇူးပြုပြီးဖြေပေးပါအဲ့ပြည်သူတက်မလား အဲပြည်သူရဲ့ဒီဘယ်လိုခေါင်းလဲပြည်သူရဲ့အခွင့်အရေးရနိုင်ကျင်းတတ်ပြီလားဒါမှမဟုတ်ရှင်လေခင်ဗျားတို့ကဖေဖေတက်မှာလို့ဝင်ပြီးတက်မှာလားချက်ကြီးရှင်းပြပါအောင်ခင်ဗျပြည်သူခွင့်အရေးရနိုင်ကျင်းတတ်တယ်ပေါ့ကျင်းတတ်တယ်ရှင်နော်ကျင်းတတ်တယ်ပြည်သူခွင့်အရေးရနိုင်ကျင်းတတ်တယ်ရှင်နော်ကျင်းတတ်လားမကျင်းတတ်လားပဲပြောပါပြည်သူအခွင့်အရေးရရင်ကျင်းတတ်လားကောင်းမောင်ပြောတာအရမ်းမှန်ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ဟုတ်ပြီနော်သဘောတူပါတယ် ချိန်တိုင်းအေဂျင့်သွားမှာပါအားပေးတယ်နော်ဟုတ်ပြီဘယ်ပြည်သူတက်တက်ပြည်သူခွင့်ရအပြည့်ဝရနေတဲ့များကာလာပတ်လုံးဂျင်းက်ပါလားဂျင်းက်လားဒါမှမဟုတ်ရှိရင်မဂျင်းက်ဘူးလားငါတို့ကတော့အနီတက်မှလို့အစိမ့်တက်မှလို့ဆိုရသူရှိလားဂျင်းက်ပါလားဂျင်းက်တယ်ပြည်သူခွင့်ရရနေပြီလားရပါလိမ့်မယ် မိမိတို့ဖေဖေတို့ခံစားချက်ကြီးတဲ့သူတွေကစက်တိုက်ကြပါဗျာချုပ်တို့အားလုံးကတော့ပြည်သူ့ခွင့်ရရနေတဲ့ကာလပတ်လုံးတိုက်မှာဖြစ်သူပြည်သူ့ခွင့်ရမရလို့ရှိရင်ဘယ်ပါတီဘယ်မင်းတက်တက်နော်ဘယ်မင်းအတုံးမကြမကြဝေဖန်သွားမှာဖြစ်တယ်ပြည်သူ့ခွင့်ရရရင်ကျေနပ်ပါလေကျေနပ်တယ်ကျေနပ်တယ်နော်မကျေနပ်သူတွေစက်ချရမှာနော်ဟုတ်တယ်ကျေနပ်သူကကျေနပ်ကြမှာနော်ကျေးဇူးတင်ပါတယ်ဘယ်သူပဲတက်တက်နော်ဟုတ်ပြီ ကျင်းတယ်ပြည်သူ့အခွင့်အရေးဆိုတာစမကျွန်တော်ပြောရပြနော်ဟိုလူ့အခွင့်အရေးပေါ့ဘာကတို့ကဘယ်လိုခေါ်မလဲကျွန်တော်တို့ရှိတာဟို civil right ရှိတယ် political right ရှိတယ်နော် social economic right ရှိတယ် civil right ဆိုတာကကျွန်တော်တို့လူ့လက်စာအသင်းမင်းဖွဲ့ပိုင်ခွင့်စသဖြင့်ပေါ့ဗျာနော်အဲဒီ political right ဆိုတာလည်းကျွန်တော်တို့လူ့လက်စာယုံကြည်ကိုယ်ကပိုင်ခွင့်နေတဲ့ဒါနိုင်ငံရေးအခွင့်အရေးတွေပေါ့နော်အဲ social economic social economic right ဆိုတာကတော့ကျွန်တော်တို့ လူမှုစီးပွားရေးလူမှုစီးပွားရေးဆိုပြည်သူလူထုကစေကူးတဲ့နေရာတွေမှာဈေးသက်သာမယ်ဟလာပြည်သူလူထုစားဝတ်စားဝတ်နေရေးတွေပြည်လည်မယ်ပြည်သူလူထုအိမ်တွေဟလာဒုက္ခရောက်နေတဲ့ပြည်သူတွေအားလုံးကလည်းဒါအိုးအိမ်တွေကိုဒီဘယ်လိုခေါ်လဲဆိုလို့ရှိရင်လည်းလည်းကူကူနဲ့ငားရနိုင်မယ်ဝယ်ချမ်းနိုင်မယ်ဟလာနေထိုင်နိုင်မယ်ဒါတွေကိုပေါ်ဆောင်ပေးမဲ့သူဘယ်ဘယ်တမထဘယ်တက်တက်နော်ကျွန်တော်အနေနဲ့ဥပင်းအွန်လိုင်းကျွန်တော်တီးပုတ်ကအနေနဲ့ကျွန်တော်ကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူးတို့ပါတော့လဲကျွန်တော်အဓိကဥတေတာကပြည်သူရဲ့ ဒီသူ့ရဲ့အခွင့်အရေးကိုကျွန်တော်အဓိကဥတည်ပါတယ်အဲခင်ဗျားတို့အနေနဲ့တော့နော်နော်လမ်းမိုင်းခွဲတဲ့ဂိတ်ကြီးနော်ဘာလဲဂိတ်ကြီးတွေဂိတ်ကြီးတွေကောက်ဆက်ကြီးတွေကောက်ဆိုပြောင်းလုပ်ပေးနိုင်ရင်ကျင်းနေပါတယ်ဟုတ်လားကွန်ပေါင်းမင်္ဂလာညီလေးတွေချစ်တယ်ဟုတ်ကဲ့ချစ်ပါတယ်ကိုကြီးကျေးဇူးတင်ပါတယ်လောလောဆယ်ငင်းချမ်းတော့လုံနိုင်ကိုကျင်းတာဟုတ်ပြီနော် အဲ့တော့အခွင့်အရေးခဏထားပါအောင်နဲ့လောလောဆယ်ဒီလိုမျိုးငြိမ်းချမ်းသွားအောင်လုပ်ပေးနိုင်ရင်ပဲကျင့်တတ်ပါပြီဆိုတော့ပြောဆိုမှုရရှိတယ်နော်မင်္ဂလာပါဟုတ်ပြီအဲ့တော့ my my ဒါ my ခွဲတဲ့သူတွေကတော့ထားပါတော့လေနော်သူတို့ကတော့တကယ်လူပါလာတွေဖြစ်တယ်မြန်မာနိုင်ငံရဲ့တကယ်ဟို virus တွေပေါ့ပြောမှဆိုရင်တော်တော်ကြီးကိုစောင့်ကြည့်ရမယ့်အုပ်စုတွေပေါ့နော်ဟိုပြန်ကုစားရမယ့်ပြည်သူတွေမှာပါပါအဲ့တော့ ကျမ်းဖတ်တွေဖြစ်တဲ့ PDF တွေကိုတဲ့လုံးဝနိုင်နေမိနိုင်မဲ့သူမဟုတ်ပါဘူးဘယ်သူပဲတက်တက်ပါနော်အဲ့ဒီအတွက်ကြောင့်မို့လို့ဥမင်း online သမရတက်ဖြစ်သွားလဲကျွန်တော်တော့မကြိုက်ဘူးပုံမှန်လေးလည်းပြောမယ်မကြိုက်ပါတော့ညာလည်းပဲကျွန်တော်ရဲ့အလုပ်ကဘယ်သူသမရဖြစ်တယ်ဘယ်သူသမရမဖြစ်ဘူးဆိုတာကျွန်တော်အလုပ်မဟုတ်ဘူးကျွန်တော်အလုပ်ကတော့ ပြည်သူလူထုအတွက်ရရှိထားတဲ့အခွင့်အရေးပြည်သူလူထုကြားထဲမှာအနီအစိမ်းနေလို့စိမ်းလို့အနိုင်ကျင့်ပါဥမင်အောင်တက်သူအစိမ်းတွေကအနီတွေအနိုင်ကျင့်လဲကျွန်တော်တို့ကပြည်သူဘက်ကပဲရက်တည်သွားမှာဖြစ်တယ်နော်အစိမ်းတွေတက်လို့အနီကိုအနိုင်ကျင့်လဲကျွန်တော်တို့ကပြည်သူဆိုတဲ့ခေါင်းစဉ်အောက်ကပဲရက်တည်သွားမှာဖြစ်တယ်လို့နော်နင်းနင်းပြပြဝါဝါစင်စင်အားလုံးအတွက်လူထုအခွင့်အရေးအဲ့တော့ကျွန်တော်ပြောပြွားဒီမိုကရေစီနိုင်ငံဆိုတာအစိုးရနဲ့ပြည်သူကြားထဲမှာချုပ်ထားတဲ့စာချုပ်အဲ့ဒီစာချုပ်ကအခြေခံဥပဒေလို့ခေါ်တယ်အဲ့တော့ငါတို့ကအခွန်ပေးမယ်ငါတို့ကငါတို့တာဝန်ငါတို့ယူမယ် အထွတ်တူငါတို့ရတဲ့နဲ့အခွင့်အရေးဖြစ်တဲ့လူခွင့်ရေးအကောင်လုံးအပြည့်ငါတို့ပေးမင်းတို့မင်းတို့ဘယ်ကောင်အောက်ချုပ်အောက်ချုပ်ငါတို့မှာမဲပေးခွင့်ရှိမယ်မဲမပေးခွင့်ရှိမယ်မဲမပေးဘဲနေတာဖိုင်ခွင့်ရှိမယ် no ပေးဖိုင်ခွင့်ရှိမယ် yes ပေးဖိုင်ခွင့်ရှိမယ်မပေးဘဲနေဖိုင်ခွင့်ရှိရမယ်ဒါကလူခွင့်ရေးဒီခွင့်ရေးငါတို့ပေးအဲ့တော့မဟုတ်ဘူးဘယ်ပါတီတက်တက်ဒီပြည်သူပဲဘယ်ပါတီပဲအာဏာလိုချင်လိုချင်ဒီပြည်သူပဲလာဆွာလာနော်ဒီပြည်သူတွေကမหนีခြင်းမဲ့หนีရမစိမ့်ခြင်းမဲ့စိမ့်ရအဲ့လိုပုံစံမျိုးတွေဖြစ်ကုန်အောင်နောက်ဆုံးကြတော့ဘယ်ကောင်တွေပဲအာဏာလိုချင်လိုချင်ဒီပြည်သူကိုပဲလာလာပြီးဒုက္ခပေးနေတယ် လို့ကျွန်တော်တစုလက်နက်တွေထားကိုင်ပြည်ပြည်သူကိုပဲတနက်နဲ့ထောက်ပြီးတော့ပြည်သူကြားတွေကပြည်သူအာဏာရှင်တွေပြန်ပေါ်လာတာပဲဘာမှမထူးဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့နောက်ဆုံးပြောချင်တဲ့ဒီ political ideology မှာတော့ပြည်သူသားလျက်အတ္တိကဖြစ်တယ်ဟုတ်လားပြည်သူရဲ့လွတ်လပ်ခွင့်တွေရရှိနေတဲ့ကာလပတ်လုံး NUG လာလဲကျွန်တော်ခင်မဆိုင်ပါဘူးနော်ဦးမင်း online စက်တက်လဲခင်မဆိုင်ဘူးအဲ့တော့ကျွန်တော်ခံမှန်းသုံးသပ်လို့ရတာကဦးမင်း online ရာထူးကဆင်ပါလိမ့်မယ်ဈေးပြီးတော့သူ တမနာဖြစ်ဖို့သူကြိုးစားပါလိမ့်မယ်เนาะကာကျုပ်ပြောင်းလဲရှိပါလိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်เนาะသိမကြခင်ဖြစ်လာနိုင်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ပြည်သူကအေဂျင့်တာယာဖို့အဓိကပါတဲ့เนาะမန်နေဂျာဘက်ချင်းနေကောင်းပါလဲเนาะမန်နေဂျာဘက်ကကျွန်တော်တို့ဒီထမ်းမင်ကုန်းအထီကို ဟိုအောင်မြင်ချက်ထားနိုင်ပြီเนาะအောင်မြင်ချက်ထားနိုင်တဲ့ပြင်ကို alpha တော့ပါလို့ဆိုလို့ရှိရင်ဝိုင်းထားတဲ့အဆင့်ကိုရောက်လာပြီလို့ပြောလို့ရပါတယ်ခင်ဗျာเนาะကဲဟုတ်ပြီဒီနေ့ဒီနေ့ပြောရတဲ့အထက်မှာ၄မျက်နှာကနည်းနည်းလေးကြီးဆိုင်ပြီเนาะပြီးတော့မြန်အောင်ကမြန်အောင်ကလည်းဒုတိယစီရေးမြင့်ပြတ်မှတ်ဖြစ်တယ်เนาะအဲ့ဒါလည်းသိထားရမယ်မြန်အောင်မှာရှိနေတဲ့စစ်တီရဲ့အားလုံးလဲဒီအခုရိုးမား၂၀နေတဲ့နေရာတွေအားလုံးကအဲအားလုံးကအန္တရာယ်ရှိလာပြီเนาะအန္တရာယ်ရှိလာပြီဖြစ်တယ်ကျန်တဲ့နေရာတွေပါသူတို့စစ်ဘယ်လိုခေါ်မလဲဆိုရှင် စစ်ပောင်ချက်မယ်စစ်ပောင်ချက်ပြီးတော့စီရေးပြာများအောင်လုပ်မယ်အဓိကတော့ကပ္ပစရရှိတဲ့အရက်ပေါ့နော်အဲ့ဒါကတော့ကပ္ပစရရှိတဲ့အရက်မှာလည်းအခုစတော့ AA တွေ AA တွေရော PDF တွေရော Postal Passport ပေါ်ကပြတ်နေပါလေခိုင်သူခါတို့တောက်ချက်ကွဲတော့ကွဲတာကတော့အဲ့ဒီကျွန်တော်တို့ပြောမှဆိုရင်ညောင်ကျိုးမှာအချက်ကွဲပါတယ်နော်အခုညောင်ကျိုးကအေးဆေးပါပဲငြိမ်နေပါတယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီနေ့ပြောစရာရှိတာလေးပြောပြပါမယ်နော်အဲ့တော့